ဂါဇာမှာစစ်ပွဲပြီးဆုံးပြီးနောက်အနာဂတ်မှာငြိမ်းချမ်းရေးသဘောတူညီမှုကိုကာကွယ်ပေးဖို့အတွက်အင်ဒိုနီးရှားစစ်သား2000ခန့်ကိုငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေအဖြစ်ဂါဇာကိုဆေးလွတ်ပေးမယ်လို့ အင်ဒိုနီးရှားတမရဗရာဘိုက ပြောကြားခဲ့ကြောင်း CNN ကဖော်ပြခဲ့ပါတယ်။ဒါ့ပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမ္ဘာတဝန်းမှနိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုခဲ့တဲ့အပေါ်ပီတိဖြစ်မိကြောင်းလည်းဗရာဘိုကစက်တင်ဘာ23ရက်မှာကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာမွတ်စလင်လူဦးရေအများဆုံးဖြစ်တဲ့အင်ဒိုနီးရှားဟာငြိမ်းချမ်းရေးကိုလိုလားကြောင်းလည်းသူကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကကုလသမဂ္ဂကိုယုံကြည်ပါတယ်ကျွန်တော်တို့ကကာဝယ်စောင့်ရှောက်သူတွေကိုလိုအပ်နေတဲ့ငြိမ်းချမ်းရေးအတွက်ဆက်လက်ပြီးတာဝန်ထမ်းဆောင်သွားမှာပါအပြောနဲ့မဟုတ်ပဲမြေပြင်မှာအလုံးနဲ့လက်တွေ လုံဆောင်သွားမှာပါလို့ဗရာဘိုကပြောကြခဲ့ပါတယ်။တကယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာမယ်ဆိုတာကအင်ဒိုနီးရှားရဲ့ဂါဇာမှာငြိမ်းချမ်းရေးကိုအထောက်အကူဖြစ်စေဖို့စစ်သားအင်အား2000ဒါမှမဟုတ်ဒီထက်ပိုတဲ့စစ်သားတွေဆေးလွတ်ဖို့ပြင်ဆင်တာကြောင့်အင်ဒိုနီးရှားသမ္မတဗရာဘိုကပြောကြခဲ့ပါတယ်။ဒါပြင်အင်ဒိုနီးရှားဟာ ။ဥလသမကငញ្ញံရေးထိန်းသိမ်းရေးတပ်ဖွဲ့အတွက်စစ်သားအများဆုံးဆင်လွတ်ပေးထားတဲ့နိုင်ငံတွေထဲမှာပါဝင်နေကြောင်းလည်းဗရာဘိုကပြောကြားခဲ့ပါတယ်။2024ခုနှစ်အထိရရှိထားတဲ့စည်ရင်းတွေအရအင်ဒိုနီးရှားဟာကုလသမဂ္ဂငញ្ញံရေးထိန်းသိမ်းရေးတပ်ဖွဲ့အတွက်စစ်သား2955ဦးဆီလွတ်ပို့ဆောင်ထားပြီးကုလသမဂ္ဂအတွက်ဆက်တမမြောက်စစ်သားအများဆုံးဆီလွတ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပြင်အင်ဒိုနီးရှားဟာယူကရိန်း၊ဆူဒန်နဲ့လိဗျားအပါအဝင်အခြားနိုင်ငံတွေကိုလည်းငញ្ញံရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေဆီလွတ်ဖို့ဆန္ဒရှိကြောင်းဗရာဘိုကပြောကြားခဲ့ပါတယ်။ဗရာဘိုကအစ္စရေးန နဲ့ပါလက်စတိုင်းနိုင်နိုင်ငံအတူရှင်တွဲနေထိုင်ရေးအတွက်အရေးကြီးဆုံးအချက်မှငြိမ်းချမ်းရေးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကပါလက်စတိုင်းကိုလွတ်မြောက်စေဖို့လှုံ့ဆော်ရပါမယ်။ပြီးတော့ပါလက်စတိုင်းကိုအတိအမှတ်ပြုပြီးအစ္စရေးရဲ့ဘေကင်းလုံခြုံရေးအတွက်လည်းအာမခံချက်ပေးရပါမယ်လို့ဗရာဘိုကပြောကြားခဲ့ပါတယ်။အစ္စရေးအနေနဲ့ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိအမှတ်ပြုမယ်ဆိုပါကအင်ဒိုနီးရှားကလည်းအစ္စရေးကိုအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်အတိအမှတ်ပြုမှာဖြစ်ကြောင်းဗရာဘိုကပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားဟာ1988ခုနှစ်ကတည်းကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိအမှတ်ပြုထားခဲ့ပါတယ်။